မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့စက်တင်ဘာလ29ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့ထူးခြားတဲ့ဆေးရေးစီးပွားရေးလူမှုရေးသတင်းတွေကသတင်းအချို့ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပရမောဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ယာယီသမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမ္ဘာအနုမြူထိပ်သီးဖို့ဝန်တက်ရောက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရုရှားနိုင်ငံကိုလောသဘောခီရောက်ရှိနေတဲ့နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အင်းချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာစက်တင်ဘာလ25ရက်နေ့ဒေသစံတော်ချိန်ညနေပိုင်းမော်စကိုမြို့ VDNKH ပြပွဲကျင်းပရေးစင်တာမှာကျင်းပတယ်။ကမ္ဘာအနုမြူထိပ်သီးသတင်းပတ်ဖိုရမ်2025 World Atomic Week Forum 2025မြန်မာစုံကြီးထိပ်သီးစည်းဝေးကိုပါဝင်တက်ရောက်ကြောင်းသိရပါတယ်။ဖိုရမ်မစမီရုရှားသမ္မတပူတင်ဟာဖိုရမ်ကိုတက်ရောက်လာတဲ့ IAEA ကြီးကနိုင်ငံအကြီးအကဲတွေနဲ့ပြည်ဆောင်ဆွေးနွေးခဲ့ပါတယ်ဖိုရမ်ကိုဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းနဲ့အတူနိုင်ငံတော်အလုံးစုံရေးနဲ့အချမ်းသာရေးကော်မရှင်တွင်းရင်မူဗိုလ်ချုပ်ကြီးရဲဝင်ဦးကော်မရှင်ဖွဲ့ဝင်နိုင်ငံသားဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးတန်းဆွေသိပ္ပံနဲ့ဤပညာဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါက်တာမြို့သိမ့်ကျော်ဒုတိယဝင်ကြီးတွေတက်မတော်ရာရှိကြီးများရုရှားနိုင်ငံဆိုင်ရာမြန်မာတန်မတ်ကြီးဦးတလင်းအောင်နဲ့တာဝန်ရှိသူတွေတက်ရောက်ကြပါတယ်ပိုရမ်မှာတော့ နည်းပညာသစ်တွေမွေးဖွားခြင်းမှကမ္ဘာအမြင်သစ်စီတို့ကောင်းစဉ်နဲ့ပြုလုပ်ခဲ့ပြီးဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်မင်းကုန်းပြောကြားခဲ့တာဖြစ်ပါတယ်။ရုရှားနိုင်ငံတော်နျူကလ িয়ার ကော်ပိုရေးရှင်းရက်စတောဟာဂျီရင်းနျူကလ িয়ার စက်မှုလုပ်ငန်းအနည်း80ပြည့်အထိမ်းအမှတ်ဖြင့်နျူကလ িয়ার နည်းပညာနဲ့ငင်းငိုင်းဆိုင်ရာသုံးဝင်မှုတွေကိုကမ္ဘာတဝန်းလုံးမြင့်တင်ဖို့ကြီးဝဲပြီးကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်2025 World Atomic Week 2025ကိုကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ခုဖိုဝမ်ကိုတော့နျူကလ িয়ার စီစဉ်နေအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့နိုင်ငံတွေကခေါင်းဆောင်တွေဟာဘဝထိတ်တန့်ကြမ်းကျင်သူကုမ္ပဏီကြီးတွေရဲ့အကြီးအကဲတွေ CIS အခြားနိုင်ငံတွေကခေါင်းဆောင်တွေကမ္ဘာထိတ်တန့်ကြမ်းကျင်သူကုမ္ပဏီကြီးတွေရဲ့အကြီးအကဲတွေ CIS အခြားအာဖရိကနဲ့လက်တင်အမေရိကဒေသကခေါင်းဆောင်တွေနဲ့နိုင်ငံပေါင်း၁၅နိုင်ငံကကုစလေတွေတယောက်ခဲ့ကြတယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ ယာယီသမ်ရာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းသားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းကာဇက်စတန်နိုင်ငံသို့တရားဝင် အလုပ်သဘောတောက်ရောက်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကာဇက်စတန်နိုင်ငံသမ္မတရဲ့ဖိတ်ကြားချက်အရမကြမီရက်ပိုင်းအတွင်းယာယီသမ္မတနဲ့နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းသားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းဟာကာဇက်စတန်နိုင်ငံသို့တရားဝင်အလုပ်သဘောခီတောက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရ မော်စကိုမြို့သို့ရောက်ရှိနေတဲ့ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းတရားကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမဲအောင်လိုင်ဟာကာဇက်စတန်နိုင်ငံသမ္မတမစ္စတာကက်ဆန်ချိုးမာထူကာရက်ရဲ့ဖိတ်ကြားချက်အရမကြာမီရပိုင်းတွင်မှာကာဇက်စတန်နိုင်ငံသို့တရားဝင်လုံသဘောခီးတားရောက်မှဖြစ်ကြောင်းသိရပါတယ်။အဆိုပါခီးစဉ်တွင်မှာယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းတရားကော်မရှင်ဥက္ကဋ္ဌဟာကာဇက်စတန်နိုင်ငံသမ္မတအပါအဝင်တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခြင်း ဆက်ရုံအလုပ်လုပ်များနဲ့အထင်ကရနေရာများသို့တာရောက်လည်လာခြင်းများဆောင်ရွက်မှာဖြစ်ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွမြေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးသွားကြမှာဖြစ်ကြောင်းသိရပါတယ်ယာယီတမနာနိုင်ငံတော်လုံခြုံရေးနဲ့အကြံတားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ဟာလက်ရှိမှာရုရှားနိုင်ငံမော်စကိုမြို့သို့ရောက်ရှိနေပြီးဒိုမတ်တဆင်ကာဇက်စတန်နိုင်ငံသို့ဆက်လက်တောက်ရောက်မယ်လို့သိရပါတယ်။မြန်မာနိုင်ငံနဲ့ကာဇက်စတန်နိုင်ငံကြား တဏမန်ရေးရာဆက်ဆံရေးထူထောင်ခဲ့တာမှာ25နှစ်မြောက်ပြည့်ပြီဖြစ်ကြောင်းလည်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုတ်ကတော့ငလင်းလုတ်ပြီးနောက်ယာယီသုံးပြုခဲ့တဲ့အဆောင်ရှလုံးအားအိန္ဒိယအစိုးရမှမန္တလေးတိုင်းအစိုးရအဖွဲ့ထံသို့ပေးအပ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလင်းလုတ်ပြီးနောက်ယာယီသုံးပြုခဲ့တဲ့အဆောင်ရှလုံးအားအိန္ဒိယအစိုးရမှမန္တလေးတိုင်းအစိုးရအဖွဲ့ထံသို့စက်တင်ဘာလ25ရက်နေ့မှာပေးအပ်လှူဒါန်းတယ်လို့သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးချမ်းမြတာစီမြို့နယ်ချမ်းမြတာစီလက်စိတ်အဟောင်းမှာအိန္ဒိယကောင်စစ်ဝေရုံကန်နေအိမ်နဲ့အခြားအရာရှိများယာယီနေထိုင်အသုံးပြုခဲ့တဲ့အဆောက်အဦရှစ်လုံးအားအများပြည်သူများပြန်လည်အသုံးပြုနိုင်ရန်ရည်ရွယ်ပြီးမန္တလေးတိုင်းအစိုးရအဖွဲ့သို့လှူဒါန်းခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါလှူဒါန်းပွဲသို့အိန္ဒိယနိုင်ငံကောင်စစ်ဝင်ချုပ်ကောင်စစ်ဝင်နဲ့မန္တလေးတိုင်းဒေသအစိုးရအဖွဲ့မှတာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်။ ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဒုက္ခတကုံမှထပ်မံပြီးစီတဲ့တိုင်ကားလုံးနဲ့ပြန်လည်သိမ်းဆည်းထားတဲ့အခန်းများအတွက်မဲနိုင်ခွင့်ရှိသူများကိုမဲနိုင်ပေးသွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒုက္ခတကုံပြည်သူအငှားအင်ရမှာထပ်မံပြီးစီတဲ့တိုင်ကားလုံးနဲ့ပြန်လည်သိမ်းဆည်းထားတဲ့အခန်းများထဲမှာမဲနိုင်ခွင့်ရှိသူများစီးရင်ကိုစက်တင်ဘာလ26ရက်နေ့မှာကျင်းပမှာဖြစ်ပြီးစက်တင်ဘာလ28ရက်နေ့နနက်9:00နာရီမှာမဲနိုင်ပေးသွားမှာဖြစ်ကြောင်း မြို့ပြနယ်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကအတိပေးထားကြောင်းသိရပါတယ်။မင်းနိုင်ခွင့်ရရှိသူများကိုဖုံးဆက်အကြောင်းကြားပေးနေပြီးမင်းနိုင်ခွင့်ရရှိသူများဆင်းကိုတော့စက်တင်ဘာလ26ရက်နေ့မှာသင်္ကန်းကျွန်းကမာယုဘဟန်းကြောက်တတာဒဂုံဒဂုံမြို့သစ်တောင်ပိုင်းဒဂုံမြို့သစ်စိတ်ကံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှာကြေညာပေးတော့မှာဖြစ်ကြောင်းအတိပေးပါတယ်။သူကတကောပြည်သူအငှားအိမ်ယာမှာထပ်မံပြီးစီးတဲ့တိုင်ကားလုံးတွက်ကုန်မှု သင်္ကန်းကျုံကမာယုဗဟန်တောက်တရာတကုံတကုံမြွတ်တောင်ပိုင်းတကုံမြွတ်စိတ်ကမ်းမြုံနယ်များမှရှောက်လာတင်ထားသူများအနက်မှာတန်းစီစရာတန်းစီစရာအစဉ်လိုက်နဲ့ပညာရေးဝန်ထမ်းများအနက်မှမင်းနိုင်ခွင့်ရရှိသူများကိုဌာနများမှဆက်သွယ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရေကောက်ပွဲအတွက် ရေဒီယိုနဲ့ရုပ်မြင်သံကြားမှတစ်ဆင့်မဲဆွယ်စည်းရုံးဖော်ပြခွင့်များရှောက်ထားနိုင်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်။လာမယ့်2025ခုနှစ်ပါရီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီများအနေဖြင့်မဲဆွယ်စည်းရုံးခြင်းနဲ့ပတ်သက်ပြီးနိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်များမှတစ်ဆင့်ဖော်ပြချက်များကိုအော်တိုဘာလ28ရက်မှဒီဇင်ဘာလ26ရက်ထိခွင့်ပြုပေးသွားမှာဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ 25ရက်နေ့မှာအသိပေးကြေညာထားပါတယ်။ဟောပြောခြင်းနဲ့နိုင်ငံရေးပါတီများအနေဖြင့်ပါတီဥက္ကဋ္ဌသို့မဟုတ်အတွင်းမှုဟာအော်တိုဘားလ25ရက်နေ့နောက်ဆုံးထားပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ဟောပြောမဲ့အစာမူနဲ့အတူခွင့်ပြုမိန့်များလျှောက်ထားမှာဖြစ်ကြောင်းလည်းဖော်ပြထားတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရတနာကန်းလွန်တံငွေပိုက်လိုင်းကကွန်ပရက်ဆာ အရေးပေါ်ယက်တက်မှုဖြစ်ပြီးယာယီမီးပြတ်နိုင်တယ်လို့ကြေညာရဲဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့သဘာဝတံငွေသုံးဓာဘေးဆက်ယုံတွေကိုတံငွေပုတ်လွတ်နေတဲ့ရတနာကမ်းလွန်သဘာဝတံငွေပိုက်လိုင်းကကွန်ဖရင်ဆာဟာအရေးပေါ်ယက်တက်မှုဖြစ်သွားတာကြောင့်စက်မှုဆုံးပါဝင်နေရာချုပ်မှာဓာအပြတ်တောက်မှုတွေရှိနိုင်တယ်လို့စက်တင်ဘာလ25ရက်နေ့မှာရန်ကုန်လျက်စစ်ဓာအပေးကွန်ဖရင်ရှင် WISC call center ကထုတ်ပြန်ပါတယ်။အထက်ပါဖြစ်စဉ်ကြောင့်ဓာတ် ထုတ်လုပ်ပွတ်လုပ်မှု400မဂါဝတ်ထိညှောနေသွားမှာဖြစ်ပြီးအရေးပေါ်ဝန်အားထိန်းချီခြင်းနေနဲ့အချိန်ပိုင်းဆောင်ရွက်မှာဖြစ်တာကြောင့်စမှုစုံတွေပါဝင်အချို့နေရာများမှာဓာတ်အားပြတ်တောက်မှုတွေဖြစ်ပွားနိုင်ပါလေရန်ကုန်မြို့မှာနနက်9နာရီမှညနေ9နာရီအတွင်း4နာရီကြာအလဲကျမီးပေးနေတာဖြစ်ပြီးညဘက်တွေကိုတော့မီးပုံမှန်ပေးနေတယ်လို့သိရပါတယ် နောက်ဆုံးဖော်ပြပြလိုတဲ့သတင်းတပုတ်ကတော့ထဝယ်မှာတရားရိပ်သာဖွင့်ပြီးပလင်မော်တက်တရားတက်ဟောနေတဲ့အမျိုးသားကိုဖမ်းဆီးထိန်းသိမ်းနေဆိုတဲ့သတင်းဖြစ်ပါတယ်ထဝယ်မြို့နယ်ဝဲကျွန်းထိတ်လေရက်လေရင်ကွင်းရက်ကမှာသာသနာအဆောက်အဦတွေတိဆောက်ပြီးရိပ်သာဖွင့်ကပလင်မော်တက်တရားဟောနေတဲ့ဥယျင်ချင်းဆိုသူအမျိုးသားတူကိုစက်တင်ဘာလ25ရက်နေ့မှာသက်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရပါတယ်လက်ရှိမှာအဆိုပါအမျိုးသားကိုထဝယ်မြို့နယ်ရဲစခန်းမှာထိန်းသိမ်းထားပြီးအမှုဖွင့်မှု တရားစွဲဖို့အတွက်အာဏာပိုင်များကဆက်လက်လှုံ့ဆော်နေတယ်လို့သိရပါတယ်။အဆိုပါမျိုးသားဟာသာသနာရေးရဲ့ခွင့်ပြုချက်မရဘဲသာသနာမြေမဟုတ်တဲ့နေရာများမှာသာသနိကအဆောင်များဆောက်လုပ်ပြီးယထာဘူတာပရိပတ်တိသာသနာရိပ်သာအဖြစ်ဖွင့်လင်ကာအဋိဌံဝင်လာသူတွေကိုတရားဟောတရားပြလုပ်နေတယ်လို့ဖြစ်တယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စည်ရေးစီဝါရေး လူမှုရေးသတင်းတွေထဲကထူးခြားတဲ့သတင်းအချို့ကိုအောက်နှုတ်ပြင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမာရှင်းလန်းကြပါသည်ခင်ဗျာ